ပါပြီးသွားပြီဆိုဟီကွန်ဒက်ရှင်အပူရှောက်ခူးရင်ပြီးသွားပြီဟီကွန်ပက်ရှင်အပူစီကူးခြင်းပြီးသွားပြီအခုဟီဂရဒီယေးရှင်အပူဖြာကုန်ခြင်းဒီအတွက်သက်ဆောင်တဲ့ဖော်မြူလာလေးကပါရှိမယ်ခူးရင်ဟီဂရဒီယေးရှင် h ရှိခွဲတူ e စီဂမာ ad ပါဝါ for ဟီဂရဒီယေးရှင်ဤခွဲတူ e စီဂမာ ad ပါဝါ for နောက်တစ်ခုက အစလုံး equal to စကမာ d power 4ဆိုပုံလာလေးတစ်ခုပဲရှိဟုတ်နော် h radiation equal to e စကမာ a d power 4နောက်တစ်ခုကအစလုံး equal to စကမာ d power 4ဒီမှာဆရာတို့အစလုံးတွေကို black body တွေနဲ့တွက်မဲ့အတွက်ကြောင့်အစလုံး black body တွေနဲ့တွက်မဲ့ဆိုအစလုံးတော့ equal to စကမာ d power 4နဲ့ပါလို့ရတယ်အဲ့တော့ဒီမှာ radiation ဆိုတော့ h မှန်းသိနေပြီ wave of radiation မှန်းသိနေပြီဒါပဲမဲ့သူ့ရဲ့သင်္ကန်းစာဖြစ်တဲ့ကြောင့်သူ့ကိုထိုက်လိုက်မယ် h radiation ဆိုတာက grade of heat radiation h ဒီမှန်းသမျှ unit က1ဤအကြောင်းတော့ဗာလဲသူလို့ရှိရင် immensity immersivity unit လက်ဤရကြတော့ immersivity unit လက်စက္ကမသိရမယ်စက္ကမဆိုတာကစက္ကမတန်ဖိုးရေးပါမယ်ဆရာစက္ကမကိုဆရာတို့နာမည်ပြလိုက်တော့နော်နာမည်ထိုးလိုက်တော့ air area meter square meter meter temperature ပြီးပြီးလား epsilon not epsilon not ဆိုတာက total immersive ပါ epsilon not equal to total ီမက်စစ်ပါတူတဲ့မက်စစ်ပါဝါသူရဲ့ unit ကဝက်ပါမီတာစကွဲအဆလွန်လို့ဆိုတော့တူတဲ့ email စစ်ပါဝါသူရဲ့ unit ကဝက်ပါမီတာစကွဲဟုတ်ပြီနော်ဘလတ်ဘော်ဒီမို့လို့အဆလွန်နော့အောင်သုံးတယ်နောက်တစ်ခုဆရာတို့မသိရလို့စကမာ .d ဟာဒီမှာဆရာတို့သိရမယ်နောက်ကလေးတွေမှတ်ထားပါ နော်ခွန်ကဆရာရေးမဲ့စစ်ကမာတန်ဖိုးကသူပေးရင်လည်းပေးမယ်ပေါ့မပေးရင်လည်းမပေးဘူးမပေးရင်ဆရာတို့ဘာလုပ်တာလဲဆိုလို့ရှိရင်တိထားစစ်ကမာဆိုတာဘာလဲဆိုရင်စစ်ကမာကစတီဗန်ဘုတ်စမန်လောစတီမန်စတီဗန်ဘုတ်စမန်ရဲ့ကွန်စတန်စတီဗန်ဘုစမစတီဗန်ဘုစမကွန်စတန် သူကစီကမာလို့ပါပြောဆိုရင်တမတ်စတီဗန်ဖို့စ်မန်ကွန်စတန့်စီကမာသူရဲ့တန်ဖိုးက5.85 inch တန်ပါဝါ -8 ဝတ်ပါမီတာစကွဲပါကယ်ဗင်ပါဝါ4ဟုတ်ပြီနော်ဒါလေးတစ်ခုပါလောက်ထားမှာသူရှိရင်မှတ်ထားမယ်ကျားတို့နောက်တစ်ခုမှမှာက black body မှာဆိုရင် ဘလတ်ဘော်ဒီမှာသူတို့ရှိရင်အီတန်ဘူက1ဆိုတာလေးမှတ်ထားစတီဗန်ဘော့စ်မန်ကိုစတာစစ်ကမာတာမူလီကမပေးလို့ရှိရင်ဆရာတို့သိထားရမယ်ဘလတ်ဘော်ဒီမှာဆိုရင်အီတန်ဘူ1ဖျက်ဟာဒါလေးသိထားနောက်တစ်ခုအခုကဆရာတို့ heat radiation မှာဆိုလို့ရှိရင်ဆရာတို့ widow တစ်ခုစီက temperature လေးကိုအစလို temperature နဲ့တွက်မှာဖြစ်တဲ့အတွက်ကြောင့် ဝိဇုတစ်ခုစီရဲ့ temperature ကြီးကိုတီးတန့်ခွဲပြီးတော့ဘာလုပ်အောင်လဲဆိုလို့ရှိရင်သုံးပြရနော်တီ2မနဲ့တီ1ဆိုပြီးတော့တွားလို့လို့မရဘူးကျတော့ heat radiation မှာဆိုလို့ရှိရင်ဝိဇုတစ်ခုစီက temperature တွေကို absolute temperature နဲ့တွက်မှာဖြစ်တဲ့အတွက်ကြောင့်လို့တက်တက်စီဘာလုပ်ပြရမှာဆိုရင်ခွဲတွက်ပြရအဲအဲ့ဒါမျိုးကိုမှတ်ပြအောင်ဘာလေးဒီလိုလို့ခွဲတဲ့အပုစာတွေမှာဘာတွေပါမလဲဆိုရင်စကမာတွေပါမှာဖြစ်တဲ့အတွက်ကြောင့်လို့စကမာပါလို့ရှိရင်နော်2 73 ဟာတီဝမ်တီတူးကိုမလုပ်နိုင်ဘူးခွက်ပြတ်တယ်ဟုတ်လားပြီးတော့ရှင်2 73ပေါင်းပြီးတော့ဘာလို့ပြောင်းပြရမလဲဒါလေးမိပါသူကယ်ပင်ပြောင်းပြရအောင်အားရောဆရာတို့ဘာလို့ပြရမလဲဆိုရင် SI unit နဲ့တွက်တာမှန်တဲ့273ကယ်ပင်ဘာလို့ပြရမလဲဆိုရင်ပြောင်းပြရအောင်အရင်ကနှုတ်ခဲ့တုန်းကဒီဂရီဆယ်စီယက်ကနေပြီးတော့ကယ်ပင်ကိုတန်းပြီးတော့ပြောင်းတာက273ရှင်းတူတူဘာဖြစ်သွားလဲဆိုရင် ကြည်သွားလို့နော်နားလည်းမယ်နော်နောက်တစ်ခုတတ်မှတ်အောင်မယ်ဒီမှာ40ကိန်းနေရှာတာပါတော့လေး40ကိန်းကိုရှာမယ်ဆိုရင်ဒီတက်ကိရင်ရှာမယ်ဆိုရင်ဟာတန်းပါဝါတွေကိုလေးနဲ့စားလို့ပြအောင်လုတ်ပြီးတော့မှဆရာတို့လုတ်လို့ရဟာတန်းပါဝါတွေကိုတန်းပါဝါကို ဘီးနဲ့စားလို့ပြဖို့လုပ်ပြရဘီးနဲ့စားလို့ပြဖို့ဘာလို့ဘာလို့ပြရမလဲဟုတ်ပြီအခုတော့ဆရာဘာတွေပြောနေမှမသိဘူးဟိုပုံစံတွေ့တော့မှဒါလေးတွေအကျုံးဝင်တယ်ဟာအဲ့တော့ပြန်ပြောမယ် heat radiation မှာဆိုရင် formula လေးက irradiation equal to e sigma at power 4ဆိုတဲ့ formula လေးတစ်ခုရှိတယ် ်အက်စလွန်တော့ equal to sigma d power force ဆိုတဲ့ formula လေးတစ်ခုရှိတယ်ဒီကောင်ကဘာလောလဲဆိုရင် stephen stephen boseman stephen boseman လောအဲ့မှာ h radiation ဆိုတာ rate of heat radiation ဝါ e ဆိုတာ immersivity unit လာစကမာဆိုတာက stephen cos စတီဖန်ဘိုစမန်ရဲ့ constant 5.85 into 10 power minus h watt per meter square per kelvin power 4 dia area meter square dia temperature ဒီမှာ t တွေအတွက်လို့ရှိရင် irradiation မှာ t တွေကိုအတွက်တဲ့အခါမှာဆရာတို့ကဝတ္ထုတစ်ခုရေးကြည့်ရဲ့ absolute temperature တွေကိုသုံးပါဖြစ်တဲ့အကြောင်းမပြောလို့ပြရမယ်ဆိုရင် t တန်ဖွဲ့ပြီးတော့တွက်တယ် epsilon not equal to စကမာဒီပါဝါဖုံမှာအဆလွန်တော့ဆိုတာက total immersive power watt per meter square ဟုတ်ပြီဒီကောက်ကို Steven Boltzmann လို့လို့ပြောတယ်ရမယ်နော်ဟုတ်ပြီရမယ်ရမယ်ဆိုရင်ဆရာတို့ example တွေပုံစံတွေတွက်လိုက် example 5.3က in a room နဲ့အခန်းတစ်ခုထဲမှာ the temperature of water in kitchen ရေလွေးကြရားတိုင်းမှာရှိတဲ့ရေရဲ့အပူချိန်က is 80 dB ဆယ်စီယက်ရှိတယ်။အဲ့တော့ရေလွေးကြရားတိုင်းမှာရှိတဲ့ရေရဲ့အပူချိန်က80 dB ဆယ်စီယက်ရှိတယ်။ The room temperature is 30 dB ဆယ်စီယက်။အခန်းရဲ့အပူချိန်ကတော့ဘယ်လောက်ရှိလဲဆိုရင်30 dB ဆယ်စီယက်ရှိတယ်။ဟုတ်ပြီနော်။ And the surface area of the kit အဲ့ဒီရေလွေးကြရားဦးရဲ့ limit ပြေ area က0.02 m2 ဖြစ်တယ်။ if the immersivity is 0.9ထုတ်လွတ်တဲ့ကိန်းက0.9ဖြစ်လို့ရှိရင်တဲ့ find the rate of heat loss due to radiation အပူဖြာထွက်ခြင်းကြောင့်ဆုံးရှုံးသွားတဲ့အပူနှုံးကိုမလုပ်ပြရမယ်ဆိုရင်ရှာပြရဟုတ်နော်အဲ့တော့ကျတို့ရေနွေးကြရအိုးထဲမှာရှိတဲ့ရေရဲ့အပူချိန်ကဘယ်လောက်80ဒီဂရီဆယ်စီယက်80ဒါရေနွေးကြရအိုးကွာ तू อ่ะ ADD B sensitive เนี่ยအပူကြီးကိုမလုပ်လဲဆိုလို့ရှိရင်ထုတ် ADD sensitive ဟာအခဲရဲ့အပူကြီးကဘယ်လောက်ရှိလဲဆိုရင်30 degree sensitive เนี่ยဒါ ਉਹ ဒီရေတွေကရောက်ရဲ့နည်းနည်းကြီးတစ်ခုလေးရနေပြီးတော့ ADD B sensitive အပူကြီးထုတ်ပြီးတော့အခဲရဲ့အပူကြီး30 degree sensitive ကိုမလုပ်လဲဆိုရင်ပြန်ဟုတ်အဲ့လိုမျိုးလုပ်တဲ့အခါမှာသူတို့ဘာလို့ရှာပြရမလဲဆိုရင်ဒီကောင်းရဲ့ social သွားတဲ့ဘူးကိုဘာလို့ပြရမလဲဆိုရင် ရှာပေးရအဲ့တော့ဟီလော့ဆုံးရှုံးသွားတဲ့အပူကိုလူချင်လို့ရင်ဆရာတို့ဟီအပ်ထွက်သွားတဲ့အပူတွေကနေပြီးတော့ဟီအင်ဝေးလာတဲ့အပူဘာလို့လဲဆိုရင်နှုတ်ပြီးထွက်သွားတဲ့အပူတွေကနေပြီးတော့ဘာဖြစ်လဲဝေးလာတဲ့အပူကိုဘာလို့ပြရမလဲဆိုရင်နှုတ်ပြီးအဲ့တော့ရေနွေးဦးကဆရာတို့ထွက်သွားတဲ့အပူကိုဘာလို့ထားလိုက်မလဲဆိုရင်တီတူးလို့ထားလိုက်ရေနွေးဦးကထွက်သွားတဲ့အပူကိုဘာလို့ထားလိုက်မလဲ T2 လို့ထားလိုက်ပြီးတော့ကျတို့ဂျင်းလေးဦးကလည်းစုပ်ယူတဲ့အပူအခန်းရဲ့အပူကိုကျတော့မလုပ်ထားရမှာဖြစ်တယ်။ T1 လို့ထားတာ။တော့ပေါ့မနော်။အဲ့ဒီကြီးတာ T2 ငရာ T1 ဒီလိုပဲပါလား။အဲ့တော့ T2 နဲ့အတွက်မဲ့ဆိုလို့ရှိရင် heat out ထွက်သွားတဲ့အပူပမာဏကိုရမယ်။ T1 နဲ့အတွက်မဲ့ဆိုလို့ရှိရင် heat in ဝဲလာတဲ့အပူပမာဏကိုရမယ်။ဆုံးရှုံးသွားတဲ့ heat loss ကိုလိုချင်လို့ရှိရင်ဆရာတို့ heat out ထည့်ရနေပြီးတော့ heat in ကိုပါလို့လုပ်တယ်။နောက်ပြီးနောက်ပြီး ကမနုတ်ကြီးဆရာတို့ကဘာဘာဆိုတာဆရာတို့စာလေးရေးပြီးကိုဟုတ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ A E P P D ရေရွေးကြရဟုတ်ကွာ it me ထိုးလို့လိုက်ရဲ့အပူကအာသူ့ရဲ့ temperature ကဘယ်လောက်လဲဆိုရင် AD degree Celsius AD degree Celsius ဖြစ်ပြီးတော့เนาะ ်ဆရာတို့စုပ်လိုက်တဲ့အပူ absorb absorb heat absorb heat at temperature at the temperature နော် at the temperature ဘယ်လောက်30 degrees celsius ဆရာတို့ထလိုလိုက်တဲ့အပူကိုဘာလို့ထားလိုက်မလဲဆိုလို့ရှိရင် T2 လို့ထားလိုက်နော်ထလိုလိုက်တဲ့အပူကို T2 လို့ထားလိုက် လက်ထုတ်လုပ်ရတဲ့အပူစုအပူချိန်ဆိုတော့လက်တဲ့ temperature ဘာဘာနေထုတ်မှလဲဆိုလို့ရှိရင်ကစ်တဲ့ဟုတ်ပြီနော်အဲ့ကောင်နေထုတ်လုပ်လိုက်တဲ့အပူချိန်ကိုကြတော့ B ပါလို့ထားလိုက်မယ်ဆိုရင် T2 လို့ထားလိုက်ပြီးတော့အာကျောင်းပုံဝင်ခြင်းအပူချိန်ရုံးရဲ့အပူချိန်ပုံဝင်ခြင်းအပူချိန်ကိုကြတော့ဘာလို့ထားလိုက်မယ်ဆိုရင် T1 လို့ထားလိုက်ဟမ် the surrounding temperature စရောင်းလေးတက်ပြီကြာသူ့ကြတော့ဘာလို့ထားလိုက်မလဲဆိုရင် B T1 T1 လို့ပါပြတယ်ခင်ပါလိုက်ဟုတ်တော့အဲ့တော့ T2 နဲ့တွဲမယ်ဆိုရင်ဘာရမလဲဖိအောင်ရမယ်ထုတ်ပေးလိုက်တဲ့ခေါက် T1 နဲ့တွဲမယ်ဆိုရင်ဖိအင်ရမယ်ဝင်လာတဲ့ခေါက်ဖိတော့လို့ချင်းဖိအောင်တွေကဖိအင်ကိုနှုတ်ပေးလိုက်ဒါတော့ အဲ့တော့ကျွန်တော်ပေးတာလေးတွေကိုယူလိုက်မယ်။ In the room the temperature of water in kit is 80 degree Celsius ဆိုတာကဒီကောဒီ2 T2 equal to 80 degree Celsius flat သူ့ကိုဘာလို့ပြရမလဲ။ SI unit ကိုပြောင်းဖို့အတွက်273 degree ပေါင်းပြရမယ်။အဲ့တော့ကျွန်တော်တို့ဘာရမလဲဆိုလို့ရှိရင်353 353 Kelvin ဟုတ်ပြီနော်။ဒီမှာဘာလို့ခွဲရတဲ့ ဆိုလို့ရင် hero တွေရေးရှိမှာဘာလို့ကိုယ်ရည်လဲဆိုလို့ရင်ဝိထုတစ်ခုကြီးစီအပူချိန်တွေကိုဆိုလို့ temperature နဲ့ပြောင်းအောင်လို့ကိုယ်ရည်ပြဟာနောက်တော့ T1 T1 ကကြတော့30 degree Celsius black 273 parliament 303 303 Kelvin ဟုတ်ပြီဒီနေရာမှာဆရာဘာလေးလောက်ထားခြင်းလဲဆိုလို့ရှိရင်ဆရာတို့ဒီမှာ၄ဓာတ်တွေပါလာတော့မယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့ဖော်မြူလာထဲမှာ is စကမာ80 power 4ဒီကောင်လေးလေးတဲ့ကြည့်လို့ရှိရင်တအားပင်ပန်းနေမှာဆိုလိုဆရာဒီလိုလေးရွှေ့တာပဲဒါသမတစ်လုံးနှလုံး3.5 degree ဂျမ်ပါဝါ2 kelvin ဒီမှာနော်ဘယ်ဘက်ကိုသွားတာအပေါင်းဘယ်တစ်လုံးနှလုံးရွှေ့တာမှဆိုရင်3.03 sorry into into 10 square kelvin အားလည်းမလို့ဒါလေး ဟုတ်ပြီကဲဒါပေးတယ်ပြီးလို့ရှိရင်ဆရာတို့အာ the surface area of the kit is 0.02 meter square ဆို a b square 0.02 meter square ဟာလေနော်နောက်တစ်ခုဗာပေးသေးတယ် immersivity 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 ဆိုတာ e unit လက် E equal to 0.9ဆိုတာတွေ့တယ်။ Find the rate of heat loss ဆုံးရှုံးသွားတဲ့အပူကိုရှာပေးမယ်လို့ဒီမှာ heat lock ကောဘာလို့ဒီလိုလဲအဲ့တော့ heat lock ကိုမရှာရင်ဆရာတို့ original မူရဲ့ formula heat radiation formula လေးဆရာတို့ဘာလို့လဲမသိဘူးရေးလိုက်မယ် heat radiation equal to e sigma a e power 4ဒီမှာဆရာတို့ဗာရေးဖို့ကြံသေးတယ်ဆိုလို့ရှိရင်စီကမာတန်ဖိုးပေးထားတဲ့စီကမာတန်ဖိုးယူပြရမယ်စီကမာ equal to 开花是开花，印度担保我买了一我把，我把你的花把给你，我把你的花把给你把我，错，好呢，给后面，再说。ဟိဗာဒီရေးရှိဖော်ပြလေးရေးပြီးဟီလော့ကိုရှာနိုင်ဖို့အတွက်ဟီအောက်ကိုအရင်ရှာလိုက်မယ် The rate of variate from the kitchen. အာကတိရနေထုတ်တဲ့အပူနှုံးကဗာရီယေးရှင်းအပူကာတာလုံးကဘာဘာလို့ထားရလဲဆိုရင်ကျတော့ T2 T2 လို့ထားရမယ် T2 is ထုတ်တယ်ဆိုတော့ဒီကောင်ကဘာဖြစ်မလဲဆိုရင် he out ကြမ်းပါကဲအဲ့စာလေးရေးပြီးတော့ရင်ဆရာတို့ဒါလေးပြလိုက်တော့မကန်တော့နော် The ray of radiation from the kitten at တို့ဒီကတရားနေပြီးတော့ဖြာထွက်ထားတဲ့လုံးဒီတူးမှရှိတဲ့ကောင်းလူကြီးလို့ရှိရင်ဆရာတို့ဖိရောက်လို့ရှားတာဟာဒီအောက်ဒီအောက် equal to e စက္ကမ a d power အတူတူဟာ d power for d power for ဒီပါလို့ကြာမကံပါသူတို့တမ်းပဲရိုက်လိုက်တယ်ပြီးရဲ့တံပိုးက black ball ပြီးရဲ့တံပိုးက0.9ပြေးထားတယ်ပေါ့0.9 into စက္ကမာ Pi Pi C A Fi in dan bawa my net egg. My net egg. Indo. Ia jalan selalu. Zero point zero two eight two. T power T two power four dah. Saya lupa. T two power four T two. Three three point five three eight dan bawa. Dan square ni saya lupa lalu lagi. Tiga lagi. Three point five three eight dan square power Power for ဟုတ်နော်ဆရာတို့ကတ်ကူလတာသုံးတဲ့အခါမှာဆရာတို့30ထန်းညူးနေထားပြီကျန်တာတွေပဲညှောက်လိုက်30ထန်းညူးကလည်းဘာဖြစ်သွားမလဲဒီမှာတန်းပါဝါ -8 ဆရာဒီလိုလောက်ထားတာကနေ shit တန်းပါဝါ8လဲဆို30ထန်းညူးနေရတယ်ဘာဖြစ်သွားပြီခြေဝါခြေသွားပြီအဲ့ရောဆရာတို့ဒီကောက်အောင်ဆရာတို့ဘာလုပ်လိုက်အောင်ပဲလဲဆိုညှောက်လိုက်ရောကတ်ကူလတာကြည့်ပြီးတော့ညှောက်လိုက်နော်0.9 0.9 in ပြီးပါမယ်နော်0.02 in 3.53ဘယ်နဲ့ထက်လဲဆက်၄တက်၄ကနော်3.53 in တကား3.53 in တကား 3.53 into တောက3.53လေးကအဲ့ဒါဆိုရင်ဆရာတို့ဘာရမလဲဆိုရင်15တသမ889ဆိုတော့15တသမ89ကိုယူလိုက်3.89အဲ့ကယူနစ်က1ဒါက heat up ဟုတ်ပြီနော်ဆရာတို့နောက်တစ်ခုဘာလို့ရှားမလဲ heat in ကိုရှားအောင် The rate of heat absorb. The rate of heat absorb. ဆုံးလိုက်နဲ့ဘာဘာကနေဆုံးလိုက်မလဲဆိုဘိုင်းတက်ကက်တက်ကက်တက်အတ်အတ်ဒီဝါဒီဝါဒီဝါ is is ဟုတ်ပြီဒီမှာကျတော့ဘာလဲဆိုလို့ရှိရင်ကက်တရားနေပြီးတော့ထုတ်ပေးလိုက်အပူကိုထုတ်ပေးရဒီမှာဘာကြံသေးလဲဆိုရင်ဖြစ်ကြံဖြစ် ိနော်ဟိတ်ကြတယ်အဲ့ဒါဆိုရင်ဆရာတို့ D1 အတွက်ဆရာတို့ D1 ကဆရာတို့စောက်ယူလိုက်တဲ့ကောင်ဆိုတော့အထဲကိုဝင်လာတဲ့ကောင်ဒါလေးပြလိုက်တော့မယ်မောင်ရှာပေးရမယ်ဆိုလို့ရှိရင် heat in ကိုရှာပေးရ heat in equal to e sigma a d1 power power 4

5.685 into 0.02 into နောက်တစ်ခုက3.03ကဘယ်နှခါလဲဆိုရင်၄ခါဟုတ်လား3.03 into တစ်ခါ3.03 into နှခါ3.03 into သုံးခါ3.03အဲ့ဒါဆိုရင်ဆရာတို့ 8သသမ6နှစ်5ဆိုဆိုရင်8သသမ63ဆိုပြီးဘာလို့လဲလဲ8သသမ63ဆိုပြီးဘာလို့လဲလဲဒါဒီမှာပဲလိုက်တော့မယ်နော်8သသမ63အိတ်ကယူနစ်က1တန်းပါဝါ -8 ကတန်းပါဝါ8ပဲဘာဖြစ်သွားလဲဆိုတော့ရှင်ခြေသွားတယ်ဒါပဲနော်အဲ့တော့ဆရာတို့ key out လို့ဘာလို့လဲဆိုရှင်ရှာလိုက်ပြီးတော့လို့ရှင် key out တရားနေပြီးတော့ ี่เอ๋ยก็บาลงเลยคือรู้สิลงเลยพี่ออกก็15.89มายเนี่ย8.63ลงไล่ได้คําว่าบายอ่ะนะเจ้า6นี่สง่าเนี่ยคุณตะตะมา26วัตต์สวยอ่ะเอาเนาะคุณตะตะมา26วัตต์ဘာအလေးဘင်းကဖာ the filament of a 100 watt electric bulb is made of tungsten yes what do you see the yes in me တလုံးရဲ့လမ်းကျိုးမြင့်လေးကို is made of tungsten နဲ့ပါလို့ထားတယ်ဆိုရင်ပြီးလို့ထားတယ် the immiscibility of tungsten tungsten yeah immiscibility ကဘယ်လောက်လဲဆိုရင်0.3 ah uh, is like is 0.2 meter သူကဘယ်လောက်ရှိလဲဆိုရင်0.2 meter ရှိတယ် find the diameter of the filament အဲ့ နန်းကျိုးမြည်ရဲ့ဒါယာမီတာကိုမလုပ်ဘူးချင်းကိုရှာလိုက်ရ If it temperature is 3000 Kelvin temperature 3000 Kelvin ပေးထားပြီးတော့ what the bat is sweet ကိုဒီမီသီးကိုခလုတ်ဖွင့်လိုက်တဲ့အခါမှာ temperature ဘယ်လောက်ရှိလဲဆိုရင်3000 Kelvin စကမာတန်ဟုတ်ပါဘူးလေဒီကအဲ့တော့ကျွန်တော်ပေးတာကိုရည်လိုက်မယ် the filament of a hydrogen what what ဆိုတာကျွန်တော်ဘာသာပြောလဲဆိုရင် ဟုတ်လား h တာ h ဘာဒီမျိုးရှိမဲ့ဆရာကြီးလိုက်မယ်နော်100 what what Everybody made or does day the immensity of tense is loud as me 0.3တော့ပါတယ်ဆိုရင် e equal to 0.3 and is land is 0.2 meter land is 0.2 meter ဆိုတော့ဒီကောင်က land ဆိုတော့ပါတယ်ဆိုရင် a အာလီကွဲတူ0.2ကာ find the diameter of the filament ဒီ filament ရဲ့ diameter ဘာလို့ရှာလဲဆိုရင် DO ရှာမယ်ပြီးလို့ရှိရင်ဆရာတို့ if its temperature is 3000 kelvin ဒီကောင်3000 kelvin ဆိုတာက D equal to 3000 kelvin ကျတော့အမှကကူလာတာကြည့်လို့ရှိရင်တွက်လို့လွန်ရအောင်3နဲ့2ဒမ်းပါဝါ3 kelvin လို့ဆရာဘာလို့တောင်းလဲဆိုရင်ကြောင်းထားလိုက် နောက်တစ်ခုဆရာတို့စစ်ကမာတန်ဖိုးလေးတူပေးထားတယ်ဆရာတို့ရေးထားလိုက်မယ်စစ်ကမာအွဲ့ဒီ5.685 into 10 power minus h what power ja square power ပေးပါပါဆရာတို့ရှာပြရမှာက find the diameter ဆိုတော့ဆရာတို့ဒီကိုဘာလို့ပြင်လဲဆိုတော့ဒီ radiation formula လေးတော့တုံးလိုက်ဒီ variation equal to e sigma at power 4 e radiation equal to ဆရာတို့ဒီမှာရှားမှာဘာကိုရှားမှာလဲဆိုလို့ရှိရင် diameter ကိုရှားမှာဆရာ formula ရေးတဲ့အခါမှာတခုကြံခဲ့တယ် testing testing ဆိုဘာပုံစံလေးရှိတယ်ဆိုလို့ရှိရင်ဆရာတို့ cylinder ပုံစံလေးရှိဟာလားအဲ့ cylinder ရဲ့ area ကိုလို့ရှိရင် pi d n နဲ့ဘာလို့ပြရလဲဆိုရင်တွက်ပြရအဲ့တော့ 一是个嘛，一你要嘛就嘛都那个嘛，八一二回来嘞，一八哇，是，十零年诶，碰上你个，碰上你个，一里亚个。ဒီဤကွဲတူပါနဲ့တူတူပဲဆိုလို့ရှိရင် pi pi n နဲ့တူတဲ့အတွက်ကြောင့်ဆက်ဒီပါအဲ့တော့လိုချင်တာကဒီလိုချင်တယ်ဆိုတော့မလိုချင်တဲ့ကောင်တွေဒီဘက်ကိုသွားပြီးတော့စားလိုက်ဒီဤကွဲတူ ရာရီရေးရှိရောဒီစကမာပိုင်းအယ်ဒီပါဝါဖောနဲ့ဘာလို့လိုက်လို့ဆိုလဲစာအကံမဆုလို့ဒီဘက်မှာဆက်တန်းပြီးတွက်လိုက်မယ်ဒီရာဒီယေးရှင်းဒီရာဒီယေးရှင်းက100 100 100 100ဤကကြတော့0.3စကမာက5.685 a ဒါပါဝါ -8 ပါရကြတော့3 3.142အာငါကြတော့ဆရာတို့ဘယ်လောက်လဲ0.2 0.2 T T ရကြတော့3 3တွေဒီတန်းပါဝါ3တဟိုးပါဝါ4ကျတော့အဲ့တော့ကျတော့ကာကူလေတာသုံးတဲ့အခါမှာ100ကိုပြီးပြီးတော့0.3 5.685 into 10 power minus h 3.142 into 0.2 into 3 4 that 3 that ကိုဆရာ81 3 4တော့81နဲ့ပါလို့လည်းမလုပ်နိုင်ဘူးလေ။ကြောက်လားဟုတ်လားဟုတ်ပြီနော်။အဲ့တော့အပိုင်းငယ်လေးရေးသိမ့်လိုက်ပြီ။အပေါ်ကဟန်ဆိုရက် down arrow နဲ့ဆင်းလိုက်ပြီ။0.3 0.3 into 0.2 into 5.685

တိတတမတင်ငါတိကိုဆိုတော့ဆရာတို့ဘာယူလိုက်မယ်ဆိုရင်တိတတမတင်ငါနှစ်ဆိုပြောယူလိုက်တိတတမတင်ငါနှစ်ဆိုပြောယူလိုက်ဒီမှာမယ်ယူလိုက်မယ်နော်ဒီကွယ်ဘူးတိတတမတင်ငါနှစ်ကဲတစဲထန်ယူနေရှင်းလိုက်ရအောင်၃လေးတက်ကအဲ၃လေးဒီစက်နှစ်ဒီကအကောင်နဲ့ရှင်းလိုက်တော့ stand power 4အပေါ်တက်လိုက်တော့ stand power 5 4 into stand power 5 买那破，底下有那个？没有。哪里边呢？